အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဥဖုံးဓာတုရေးသားသောအတွေးရတာပုံမြင်များဆိုတဲ့စာအုပ်ထဲမှပဲတခိုးမြောက်ကြီးများပုံမြင်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာပဲတခိုးမြောက်ကြီးများပုံမြင်ဟိုးရှိရှိတုန်းကမြောက်ကြီးတကောင်အကြောင်းကို ပြောရအောင်မြည် ချိုးမြောက်ကြီးသည်မပြောသည်ကိုမကြိုက်ပဲစီများကိုသာကြိုက်သည်မပြောသည်ဆိုသည်ကတောထဲတောင်ထဲတွင်အလွယ်တကူရရှိနိုင်သည် ပဲဆိုသည်ကလူတို့စိုက်ထားသော အခင်သို့မဟုတ်လူတို့စူဆောင်းထားသောကြည်ရဲပုတ်ထဲတွင်သာရှိသည်ပဲကိုကြိုက်သောမြောက်ကြီးသည်ပဲစားရန်အတွက်ပဲကိုခိုးယူရလေတော့သည်ဤတို့ဖြင့်ပဲခိုးစားတတ်သောမြောက်ကြီးတကောင်ဖြစ်လာလေ၏မြောက်တငယ်ချင်းများက သူ့ကိုပြောသည်ပဲခိုးစားတာမကောင်းဘူး ငါပဲတွေကိုခိုးယူပြီးစားနေတာမဟုတ်ဘူးလူတွေကပဲကင်းတွေကိုပြစ်ထားကြတယ်ဒီလိုပဲပဲတွေကိုခူးဆွပြီးជីတွေပုတ်တွေထဲမှာလကားထည့်ထားကြတယ်သူတို့အတွက်ပဲတွေကအများကြီးပါလကားဖြစ်မဲ့အတူတူပဲကိုငါယူပြီးစားတယ်ဘာဖြစ်လဲမဟုတ်ဘူးလေလူတွေကပဲတွေကိုမျိုးစည်းဖြစ်ခြံထားကြတာနောက်မျိုးဆက်တွေအတွက်ခြံထားတဲ့ပဲမျိုးစည်းတွေကိုမင်းကခိုးတယ်မင်းလောက်ရဟာလွန်လွန်းတယ်ဟာ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 ပဲတခိုးမြောက်ကြီးကဟားတိုက်ပြီးရီမောလေသည် ငါပဲတွေကိုခိုးစားတာမဟုတ်ဘူးငါမြောက်ဆိုပေမဲ့မင်းတို့လူဥဒူဒူအရရမြောက်မဟုတ်ဘူးမြောက်လေမြောက်နဲ့ကွာအဲ့ဒီအိမ်မှာအဆောင်ရှိတယ်ဘသူတွေလဲခွေးကြီးနှကောင်လေဩတိပီတိပီခွေးကြီးကောင်နမယ်ကတွန်ရန်ငယ်ကောင်နမယ်ကအွန်ရန်ကိုရီးယားတရုတ်ဆောင်နမယ်တွေပေးထားတာမဟုတ်လားအေးဟုတ်တယ်တို့နှစ်ကောင်ငါအပိုင်ပေါင်းထားတာတို့ကခွင့်ပြုလို့ငါယူတာစားတာဟာတငယ်ချင်းကိုမြောက် အဲ့ဒီပဲတွေကိုသူတို့နှစ်ယောက်ပိုင်တာမှမဟုတ်တာတကယ်ပိုင်ရှင်အစ်စ်ကအင်ရှင်တွေလေဘာပဲဖြစ်ဖြစ်ကွာသူတို့ကအဲ့ဒီအင်ရဲ့အဆောင်ကွာအဆောင်ဆိုတာအင်ရဲ့အဓိကကြတဲ့ပုံကူပဲသူတို့ကြည်ပြူလို့ငါယူတယ်ဘာဖြစ်လဲမဟုတ်သေးဘူးလေကွာသူတို့ကပိုင်ရှင်မှမဟုတ်ပဲပိုင်ရှင်ကခွင့်ပြုမှမင်းယူတဲ့နာပေါ့မင်းလောက်ရက်ကတခိုးတယောက်လိုပဲဒီမဲ့မှတ်ထားမင်းတို့ကငပြောသီးရဲ့ရတာကိုပဲတိတယ်ငါကငပြောသီးလဲစားဘူးတယ်ပဲကိုလဲစားဘူးတယ် ပဲကတိတ်ပြီးရတာရှိတယ်ကွာစိတ်စိတ်အီအီလေးတခါစားပြီးရင်မင်းဆွဲလန်းသွားလိမ့်မယ်ဒီညငါပဲတွေကိုသွားပြီးယူစားအောင်မယ်မင်းတို့လည်းစားကြည့်ရင်ငါနဲ့လိုက်ခဲ့လေမြောက်လေမြောက်နဲ့မြောက်ပဲတခုကြီးစီယုံမှုကြောင့်မြောက်တချို့တွေ့ဝေသွားကြသည်မြောက်၄၅၆កောင်သည်ပဲတခိုးမြောက်ကြီးနှင့်ပူးပေါင်းလိုက်ကြတော့သည်မြောက်အများစုကမူပဲခိုးစားသောမြောက်တို့၏လောက်ရက်ကိုမနှင်းမြူကြ ဒီလိုနဲ့ပဲသခိုးမြောက်တို့သည်ပဲကိုညစဉ်ညတိုင်းခိုး၍ခိုး၍စားကြလေ၏အဆောင်နှကောင်ဖြစ်သောတွန်ရန်နှင့်အုံရန်တို့အတွက်ထိုပဲသခိုးမြောက်တို့ကဝေစုအဖြစ်အခြားနေရာမှခိုးယူလာသော သားစိန်ငါးစိန်များကို ပေးသည်ကျွေးသည်ဤတို့ဖြင့်သူတို့ပျော်နေကြလေ၏ပုတ်သေးကြည်သေးတွင်ပဲမျိုးစီများတဖြည်းဖြည်းရော့၍လာသည်အင်ရှင်တွေရိပ်မိလာကြပြီးခွေးနှကောင်မွေးထားပါရဲ့နဲ့ဒီပဲတွေဘာကြောင့်ပျောက်ဆုံးသွားရသလဲ ညာညာဆိုရင်လေခွေးဟောင်းတယ်မကြားတခုခုတော့တခုခုပဲဤတို့ဖြင့်ပဲမျိုးစီများလုံးုံရဲ့အတွက်ပိုင်ရှင်အစ်စ်ဖြစ်သောအင်ရှင်တွေကတိုင်ပင်ကြလေသည်ပုတ်သေးကြီးရဲ့ပဲမျိုးစီတွေကိုခိုးစားနေတဲ့သူတွေရှိရဲ့ခွေးနှစ်ကောင်ကတော့ပဲစိမ်းကိုမကြိုက်ဘူးဒါပေမဲ့ဒီပဲမျိုးစီတွေအခိုးခံရတဲ့ကိစ္စမှာဒီခွေးနှစ်ကောင်ရဲ့ပြောကပါအောင်ပါမယ်ဖြစ်နိုင်နေဗျမင်းညာတုံရမ်းအိတ်တဲ့ခြံတော့မှာငါးရိုးတွေတွေ့တယ် ဒီလိုပဲအွန်ရန်နေတဲ့တပင်အောင်မှလည်းကြက်ရိုးတွေတွေ့တယ်။ဒီကိစ္စမှာဒီကောင်နှစ်ကောင်ပော့ရော့လို့ဖြစ်ရတာ။သူတို့ကတခိုးတွေနဲ့ပူပေါင်းလို့ဒီလိုဖြစ်ပေါ်ဝင်ရတယ်။သူတို့အလုပ်ကိုသူတို့မလုပ်ကြဘူး။ဟုတ်တယ်ရှင်မင်းညာဝုန်းတိုင်းနဲ့အတန်တွေကြားလိုက်ရတယ်ခွေးရောင်တယ်မကြားရဘူး။ပဲခိုးစားတဲ့သူနဲ့ကျမတို့အိမ်ကအဆောင်ခွေးနဲ့အပေးယူတဲ့နေကြပုံရတယ်။ပဲမျိုးစီပိုင်ရှင်တွေဖြစ်တဲ့ကျမတို့တွေဒီနေ့ညကစပြီးတော့ပဲတခုကိုစောင့်ဖမ်းကြရမယ်။ညသူရောက်လာပြီ။ ညှက်နဲ့လေးပြီးလူချေတိတ်ပြီးအရှိတ်ခြံစည်းရိုးမှလွှားကနေခုံချလာတော့မြောက်ဖြူတုံးတပုတ်ပုတ်ဖြင့်ခြေပြားထောက်လျက်လမ်းလျှောက်လာကြသည်ဒီလိုပဲအနောက်ဘက်ခြံစည်းရိုးမှဆွေကနေဆွေကနေခုံဆင်းလာတော့အမွှေးထူထူမြောင်မဲတုံးဂုံဂုံကွက်ကွက်ဖြင့်ဝင်လာကြသည်သူတို့လက်ထဲတွင်အသားစိမ်းငါးစိမ်းများပါလာသည်တွန်ရန်နှင့်အုံရန်ကိုပြစ်ပြီးကျွေးလိုက်ကြသည်တွန်ရန်နှင့်အုံရန်ခွေးနှကောင်သည် အမီးများကိုနှံ့ပြီးကြိုးဆူကြလေ၏ ဤတို့ဖြင့်ပဲတခိုးများအုပ်စုသည်ပဲမျိုးစီများထဲ့ထားသည့်ကြည်ရနီးတို့ရောက်သွားကြတော့သည်ပဲမျိုးစီများကိုလက်ခုပ်ဖြင့်၌ကြသည်ယူကြသည် ခိုးကြသည်ဟွက်ကြသည် စားကြသည်မျိုးကြဆိုကြသည်ဤဖြစ်စဉ်ကိုအင်ရှင်အားလုံးကအတိုင်းသားမြင်တွေ့နေရသည် ထိုအခါအင်ရှင်တွေကညာတန်ပေးပြီးခြောက်လှန့်ကြလေ၏မြောက်တွေက အင်ရှင်တွေကို ပြန်ပြီးကြည်သည်တွားဖြဲပြီးခြောက်လှန့်သည်ကုတ်မိဟန်ပြင်သည်အန်ရယ်ပြုသည် အင်ရှင်တွေကလက်ထဲတွင်ဒုံများဓာများကင်ပြီးလာဟီလာဟီဟူအော်သည်ညာတန်ပေးသည်ဒုတ်ဖြင့်လိုက်ပြီးရိုက်သည်ခဲများဖြင့်ပြစ်ပေါက်သည်ပဲသခိုးမြောက်တို့ပြေးကြလေကုန်ပြီထို့သောပြေးလွားသည့်အခါမြောက်တွေကသူတို့၏လက်ခုပ်ဖြင့်ပဲမျိုးစီများ၌ယူပြီးပြေးသည် နောက်သို့လှဲကြီးလှဲကြီးဖြင့်ပြေးသည်လူတွေကထက်ကြမကွာလိုက်ကြသည်ပဲတခိုးမြောက်ခေါင်းဆောင်ကြီးကသူ၏မြောက်တခိုးအပေါင်းပါများကိုပြောသည်တိမေမော်တက်တိမေမော်တက် ခြံစည်းရိုးပေါ်တက်ခြံစည်းရိုးပေါ်တက်ဘဲတခိုးမြောက်တချို့ကပြန်ပြောကြလေဤတင့်မမော်တက်လို့မရဘူးဗျခြံစည်းရိုးပေါ်တက်လို့မရဘူးဗျဘာလို့လဲဟုမြောက်တခိုးကောင်းဆောင်ကြီးကမေးသည်တင့်မမော်တက်ရင်ခြံစည်းရိုးပေါ်တက်ရင်လက်ခုပ်ထဲကယူလာတဲ့ဘဲတွေလွှတ်ပြစ်လိုက်ရမှာပေါ့ဗျနင့်မေကလောအဲ့ဒီပဲတွေကိုမမောနေရင်ငါတို့ဘလို့လုပ်ပြီးလွတ်မြောက်ပါလေ။ဘာပဲဖြစ်ဖြစ်တင်းမေမော်တက်ဖြစ်အောင်တက်ဆန်းပါ မြောက်တခိုးကောင်းဆောင်ကြီးကဤကဲ့သို့အော်၍ပြောတော်လဲသူကိုယ်တိုင်ကမူသူ့လက်ခုပ်ထဲကပဲမျိုးစီများကိုလှုပ်ပြဖို့နှမျောနေလေသည်နောက်ကလည်းပဲမျိုးစီပိုင်ရှင်တို့ကလိုက်လာပြီးပြင်းရင်လွှာရင်ဖြင့်ပဲမျိုးစီတချို့မြေပြင်ပေါ်သို့ဖိတ်ဆင်လွင်ကြသွားသည် ထိုဖိတ်ဆင်လွင်ကြသွားသောပဲမျိုးစီများကိုနှမျောသည့်သောဖြင့်မြောက်တချို့ကကောက်ယူသည် ထိုတို့ကောက်ယူလိုက်သည့်အချိန်တွင် လက်ခုပ်ထဲမှပဲမျိုးစီများက မြေပြင်ပေါ်သို့အကုန်လုံးလွင့်စင်ဖိတ်ကျသွားလေတော့သည်ပဲတခိုးမြောက်တို့သည်ခိုးယူသည့်နေရာတွင်ကျွမ်းကျင်သည့်ညံကလွဲပြီးဘာအတိမှမရှိကြနောက်ကလည်းပဲမျိုးကြီးပန်ရှင်တို့ကလိုက်လာကြလေပြီးတစ်ပင်ပေါ်သို့မြောက်တချို့တက်ပြေးကြကုန်၏တစ်ပင်ပေါ်သို့တက်ခံဤတွင်ပဲတခိုးမြောက်များကဤသို့စဉ်းစားကြသည်ငါဒီပဲမျိုးကြီးတွေကိုယူပြီးတစ်ပင်ပေါ်တက်လို့လည်းမရဘူးပဲမျိုးကြီးတွေကိုလှုပ်ပြစ်ပြီးမှတက်လို့ရမယ်နှမျောလိုက်တာ ပဲမျိုးစည်းတွေကိုမမောနေရင်လဲနောက်ကလိုက်လာတဲ့ပိုင်ရှင်တွေရဲ့အဖမ်းကိုခံရတော့မယ်။ငါဘာလုပ်ရမလဲ။ဤတို့ဖြင့်ပဲမျိုးစည်းတခိုးမြောက်အုပ်စုကြီးသည်သူတို့လက်ထဲမှာပဲမျိုးစည်းများကိုမြေပြင်ပေါ်သို့ဂမန်းကရန်ဖြင့်လွှတ်ချသူကချလွှတ်ပြသူကပြစ်တစ်ပင်ပေါ်သို့ဂရိုက်ကြိုက်တက်ပြေးကြရလီတော့သည်။မြေပြင်ပေါ်တွင်ပဲမျိုးစည်းများကပြန့်ကျဲလျက်အိမ်ဤလုံးကြုံရေးအတွက်တာဝန်ပေးထားသောအဆောင်ခွေးနှစ်ကောင်ဖြစ်သည့် တွန်ရန်နှင့်အွန်ရန်တို့ကမြောက်တခိုးအုပ်ကြီးကို ဟောင်းတလိုလိုက်တလိုနှင့်အင်ရှင်တွေကိုပြန်၍ဟောင်းသည်လိုက်သည်ကြိုက်သည်အဆောင်ဖြစ်ပြီးတစ္ဆာမဲလီစွာသူတို့တစ္ဆာမဲမှုကြောင့်ပဲမျိုးစီများကုန်ခဲ့ရသည်အခုလည်းကြွေးထားမွေးထားသည့်အင်ရှင်တို့၏ကျေးဇူးကိုနားမလည်မသိတဲ့ပြန်၍ရန်မှုကြသည်ဒီတော့တစ္ဆာမရှိသောတွန်ရန်နှင့်အွန်ရန်ခွေးနှစ်ကောင်ကို အင်ရှင်များကမကြည့်ဘူးကြတော့နောက်တနေ့မနက် အင်ရှင်တို့စုဝေးပြီးပဲသခိုးမြောက်ကြီးများအကြောင်းပြောပြကြလေတော့သည်ပဲခိုးစားတဲ့မြောက်တွေသူတို့ကိုသူတို့တော့လဲလှပြီးနှက်လှပြီးလို့ထင်နေကြတယ်အိမ်မှာအဆောင်ထားတဲ့ခွေးတွေကိုအကြိုက်ပေးပြီးပေါင်းတယ်နောက်ဆုံးပဲမျိုးစည်းပိုင်ရှင်တွေဖြစ်တဲ့ငါတို့ကတီတော့ငါတို့ကိုယ်တိုင်ဖမ်းကြရတယ်စီးကြရတယ်អော်ကြတယ်ဟစ်ကြတယ်ဒီတော့ပဲသခိုးမြောက်ကြီးတွေထွက်ပြေးကြရတယ်တခိုးကိုလူမီတော့တခိုးတွေပြေးကြရတာပေါ့ရှင် လောဘကြီးတဲ့မြောက်တချို့သူတို့လက်ထဲကဖိတ်ဆင်ပြီးလွင့်ကျသွားတဲ့ပဲမျိုးစည်းတွေကိုပြန်ကောက်လိုက်တာနဲ့လက်ထဲကပဲမျိုးစည်းတွေအကုန်လုံးမြင်းမြင်းမို့လွင့်ကျသွားရတော့တယ်။သူများပစ္စည်းခိုးယူသူတွေဟာတစ်ချိန်ချိန်မှာတော့ဒီလိုပဲဖြစ်တတ်ကြတယ်။အော်လောဘလောဘလောဘဆိုတာတစ်ပင်တစ်ပင်ကို ရှင်သန်ကြီးထွားစေဖို့တွန်းအားပေးတဲ့မြေဩဇာပဲ။ဟုတ်တယ်ဟေးနောက်ဆုံးတော့တစ်ပင်ပေါ်တက်ပြေးမှလွတ်မယ်ဆိုတာပဲသခိုးမြောက်ကြီးတွေတွေးမိကြတော့တယ်။ လက်ထဲကပဲမျိုးစည်းတွေကိုမမောနေရင်အသက်ပေးရတော့မယ်ဒီလိုနဲ့သူတို့ယူသွားတဲ့ပဲမျိုးစည်းတွေမြေပြင်ပေါ်ကိုလွှတ်ချခဲ့ရတော့တာပဲသူတို့ကိုသူတို့တော့လဲလှတယ်နက်လှတယ်တော်လှတယ်တက်လှတယ်လို့ထင်နေကြတာပေါ့ဘာပဲဖြစ်ဖြစ်ခိုးတာဟာခိုးတာပါပဲနောက်ဆုံးတစ်နေ့ပြန်ပြီးပေးခဲ့ကြရတာပါပဲဒီလိုနှစ်နောက်တစ်လနှစ်လား မိုးကြလာသည်မြေပြင်ပေါ်တွင် ပြန့်ကျဲကြံရှိသောပဲမျိုးစီများကပဲပင်များပေါက်လာကြလေ၏။ခြံစည်းရိုးပေါ်တွင်ပဲပင်များကတွေ့ပြီးတက်နေကြလေပြီ။ဤတို့ဖြင့်ပဲမျိုးစီများပွား၍ပွား၍လာကြတော်သည်။ဟဲဟိုမှာပဲတခိုးမြောက်ကြီး၍ဟာဟိုမှာလဲတွန်ရန်နဲ့အွန်ရန်။ဘာပဲဖြစ်ဖြစ်ငါတို့ကပဲမျိုးစီပိုင်ရှင်တွေ။ နားဆင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။